။အော်နာနာနေရာကိုအစားထိုးမဲ့ United ရဲ့ပြစ်မှန်ပေါင်34သန်းနဲ့အီတလီကျယ်ဝင်ကိုတမ။ဘရင်းဒမန်လုံးမင်းလာခင်ဗျာ Manchester Force ဆောင်ကနေအားလုံးကိုပြန်လဲကြိုးလိုက်ပါရင်အီတလီကလာတဲ့သတင်းတွေအရတော့ Manchester United အတင်းအောင်အွန်နာနာကိုရောင်းချပြီးအတလနာအတင်းရဲ့အီတလီလူငယ်ကျယ်ဝင်းကိုတော့မာကော့စ်ကာနာဆက်ချီကိုခေါ်ယူဖို့လှုံ့ဆော်နေတယ်လို့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။သတင်းတွေအဖော်ပြမှုအရ United ဟာအွန်နာနာကိုရောင်းချဖို့ပြင်ဆင်နေပြီးတော့အွန်နာနာရဲ့နေရာမှာအစားထိုးဖို့အီတလီ Serie A ကလပ်အတလနာအတင်းရဲ့အသက်24နှစ်အရွယ်အီတလီကိုတော့ကာနာဆက်ချီနဲ့ဆွေးနွေးမှုတွေပြုလုပ်နေခဲ့တာပါ။ ကစားမရဲ့လက်ရှိတန်ကြီးကတော့ပေါင်34တန်ဝင်ကျင်ရှိပါတယ်ဒါပေမဲ့အထက်လာအသင်းဘက်ကတော့ဒီထက်အနည်းငယ်ပိုတဲ့ပြောင်းရွှေ့ကြေးတည်းရဲ့တောင်းဆိုထားခဲ့တာပါနှစ်ဖက်အသင်းရဲ့တာဝန်ရှိသူတွေဟာလည်းအပြောင်းရွှေ့အတွက်တွဲဆောင်ဆွေးနွေးမှုတွေစတင်ထားခဲ့ပါပြီယူနိုက်တက်ကအင်စတန်ဗီလာအသင်းရဲ့အာဂျင်တီးနားကုသမဖြစ်သူအီမီမာတီနန်နဲ့လည်းမကြာခင်ကသတင်းတွေထွက်ပေါ်ထားခဲ့ပါသေးတယ်လက်ရှိမှာတော့ United ရဲ့တာဝန်ရှိသူတွေဟာအီတလီကျယ်ဝင့်ကုသမဘက်ကိုခြေဦးလှည်လာခဲ့ပြန်တာပါအိုနာနာကတော့ပြီးခဲ့တဲ့ရာသီကလေးက United မှာအမားရီများနေခဲ့တာပါပရိသတ်တွေကလည်းအိုနာနာကိုတီးခတ်နိုင်စွာကုံဆုံးနေပြီးတော့ကုသမအသစ်တူလိုချင်နေကြတာပါ လက်ရှိ United လို့ဆက်သွယ်ဆွေးနွေးနေတဲ့ကာနာဆက်ချီကတော့2009နှစ်ဘဝကုသမဖြစ်ပြီးအသက်24နှစ်ပဲရှိပါသေးတယ်။အယမောင်းကလည်း6ပင်5လက်မတိရှိပြီးတော့ကုသမအတူမှာရှင်းတင်ရှိတိုက်တဲ့အရေးအသွေးတွေအပြည့်စုံရှိလာကိုမြင်တွေ့ရမှာပါ။ဒီနေ့တင်ဆက်မှုကတော့လောက်ပါပဲ။နောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေအပြောင်းအရွှေ့သတင်းတွေစိတ်ဝင်စားဖို့ရအကြောင်းတွေကိုတင်ဆက်ပေးမှဖြစ်လို့ page ကို like and follow လုပ်ပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုးလိုက်ရပါတယ်ခင်ဗျာ။